ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာဒီနေ့ကတော့2025ခုနှစ်ဇွန်လ14ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတွိုင်းမှကြည့်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီညမှာတော့ကျွန်တော်လိုရီတူရှင် သတင်းတွေအများကြီးကိုဖတ်ပြပေးပါမယ်နော် ဲ့ပထမအဆုံးသတင်းတစ်ပုဒ်ကတော့ဗောနော်ကျွန်တော်တို့မန်လေးမြို့အိုးဘိုအချင်းထောင်တွင်စေကူသားမှုမရရှိရေးနိုင်ငံရေးအချင်းသူ CDM အလဲတန်းចောင်းအုပ်ဆရာမကြီးဒေါ်မီမင်တန်ကွင်လွန်သွားကြောင်းမြန်မာနိုင်ငံဆိုင်ရာတန်ရန်ရေးအချင်းသားမြတ်ကွန်ရဲ့ PPNM ဘိုဘိုဦးဆောင်ကော်မတီဝင်ဦးတိုက်ထုံးကသတင်းပေးပို့ထားတယ်လို့သိရပါတယ်နော် အဲ့တော့ဒီချိန်မှာဆိုရင်ချမ်ပစ်ကောင်စီရဲ့ဒီထောင်တွေထဲမှာရှိတဲ့နိုင်ဂျင်းတွေကိုတော်တော်လေးကိုနှိပ်စက်နေတဲ့အခြေအနေဖြစ်ပါတယ်နော်အဲ့တော့ဒီ CDM အလဲတန်းကြောင်းဆရာမကြီးဒေါ်မြင့်မြင့်တန်းကိုချမ်ပတ်တက်ဖြစ်ရေးဥပဒေပုံမှန်52ကကြီးဖြင့်စစ်ကောင်စီကထောင်တန်း9နှစ်ချမှတ်ခဲ့ကြောင်းကြောင်းဆရာမကြီးဒေါ်မြင့်မြင့်တန်းသည် TV ရောဂါခံကြောင်းဆေးများဆေးပြင်းများတွေးနေရပြီးတွေးကြောပေါက်ချိန်အချိန်မီဆေးဝါးကုသဆောက်ရှောက်မှုရရှိခဲ့ခြင်းကြောင့်တည်ဆုံခဲ့ရခြင်းဖြစ်တယ်လို့သိရတယ်နော်အဲ့တော့ချမ်ပစ်ကောင်စီကဒီဆေးဝါးကုသမှုတွေလည်းကောင်းကောင်းမလုပ်ပေးဘူးဆိုတာကျွန်တော်အားလုံးလည်းသိပြီးသားဖြစ်ပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကလည်းတဲကုန်းမြို့နယ်တွင်ပြူစောရီမျိုးအောင်ကိုလုံခြုံရေးတာဝန်ချိန်နောက်ကျမှုဖြင့်စစ်သားများကအပြစ်ပြေးရိုက်နှက်ရမှလက်လွန်ပြီးတော့မျိုးစာဖြစ်သွားတယ်လို့သတင်းရရှိပါရခင်ဗျာအဲတော့ဂျမစစ်ကောင်စီအချင်းချင်းဆိုရင်တော့တို့တွေကဒါတမျိုးပေါ့နော်ဒီပြူစောတီဆိုရင်သူတို့ကတစ်စိမ့်နှိမ့်တဲ့ပုံစံနဲ့ဆက်ဆံနေကြတွေ့ရပါတယ်အဲ့တော့ပါစာတို့ဆိုတော့နေစရာမရှိပါတော့အဲ့တော့အခုချိန်မှာဆိုရင်ဒီပြူစောတီကတော်တော်လေးကိုစစ်ကောင်စီတဲ့နှိမ့်ဆက်ခြင်းခံရပြီးတော့ဒီမျိုးစာဖြစ်သွားတဲ့တဲ့မဖြစ်ပါတယ် ကဲနောက်ထပ်သတင်းဘုတ်ကတော့မန္တလေးမြို့မင်္ဂလာတုံမြို့နယ်ထောက်ချန်လမ်းစုံရှိလုံကြုံရေးဘဏ်ကအတွင်းမှာထွက်လာသောစစ်သားချုပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားတကောင် မျိုးစာဖြစ်ကြောင်း Operation Flame ဖွဲ့မှသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကသတင်းပို့ထားလို့သိရပါဗျာ။ နောက်ထပ်သတင်းတစ်ပုဒ်ကလည်းရန်ကုန်မြို့စစ်ကောင်စီရဲ့လက်အောက်ကရဲတွေနဲ့စစ်ကောင်စီကပြူစောတိခေါ်ပြည်သူစစ်တွေရက်ကွက်အုပ်ချုပ်ရေးမှုအဖွဲ့တွေလူမိုက်အဖွဲ့တွေနဲ့အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်ပေါ်နေပါတယ်တဲ့အဲတော့ရန်ကုန်မြို့လမ်းဘတော်မြို့နယ်ကဂျန်ရှင်းမော်တင်ကုံတိုက်အနီးကစစ်ကောင်စီလက်အောက်ကရဲတွေနဲ့ပြူစောတိအဖွဲ့တွေအချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်အဲတော့အချမ်းမစစ်ကောင်စီရဲတွေနဲ့စစ်သားတွေနဲ့ကဖြစ်နေကြပါတော့အခုဆိုရင်တော့ဒေါ်တော်ကြီးကိုပြည်ပြင်းထန်ထန်ဖြစ်နေတာလည်းတွေ့ရပါတယ်နော်အဲတော့ဒီပြူစောတိနဲ့ဒီရဲနဲ့ဒီစစ်တပ်ကြားထဲမှာလည်းတစ်ဖွဲ့တစ်ဖွဲ့က တရတရမတူကြဘူးပေါ့နော်မတိတ်ကြဘူးဆိုတာအလုံးလေးတိပြီးသားဖြစ်ပါရဲ့နော်နောက်ထပ်သတင်းတစ်ပုဒ်ကလည်းမြန်မာနိုင်ငံရဲ့အခုဗဏ္ဍာရေးနှစ်အတွင်းမှာစီးပွားရေး GDP 2.5ရာခိုင်နှုန်းကျဆင်းနိုင်ပြီးငွေကြေးဖောင်းပွားမှု34.1ရာခိုင်နှုန်းရှိမယ်လို့ကမ္ဘာ့ဘဏ်ကထုတ်ပြန်ထားတယ်လို့သတင်းရရှိပါရတယ်။အဲတော့စက်မှုလက်မှုထုတ်ကုန်လက်ထုတ် ခန္ဓာတွေအားလုံးမှာစိတ်အမြာပိတ်ချင်းထောက်ပံ့ရေးဂွေးစက်ပြတ်တောက်ချင်းလှုပ်သားရှားပါမှုနဲ့အခြေခံအဆောက်အအုံပျက်စီးခြင်းတို့ကြောင့်ရက်တန့်သွားကြောင်းကမ္ဘာပိုင်းထုတ်ပြန်ချက်တွေဖော်ပြထားတယ်လို့သိရပါတယ်နော်အဲတော့အခုချိန်မှာဆိုရင်ငလင်ဒီငလင်ဘေးခံရတာတွေရောစစ်ဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အားလုံးပေါ့နော်ပေါင်းလိုက်တယ်ဆိုရင်မြန်မာနိုင်ငံကအခုချိန်မှာတော်တော်လေးကိုအခြေအနေစိုးနေတဲ့အနေအထားဖြစ်ပါတယ်နော်ခုလက်ရှိမှာလည်းရွှေဈေးတွေကိုတော်တော်မြင့်တက်နေပြီးတော့မကြခင်မှာလည်းမြန်မာငွေဈေးတွေကိုတိတက်ပို့ပြီးတော့များများတချိန်တိုးကြမဲ့အခြေအနေတွေတွေ့နေရပါတယ်နော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့စကိုင်းတိုင်းရှိပုံမြို့နယ်ဆေပင်ကျွန်းပြူစောရီရွာကိုတိုက်ခတ်သိမ်းပိုက်ခဲ့ရာပြူစောရီတကောင်မျောစာဖြစ်ပြီး18កောင်အရှင်ဖမ်းမိပြီးလက်နက်ဆဲလက်သိမ်းစရာရှိခဲ့ကြောင်းရွှေဘိုခရိုင်အမှတ်18တရင်တက်ထောက်တာဝန်ခံပြောရေးဆိုခွင့်ရှိသူကိုနီမျိုးကသတင်းပေးပို့ထားတယ်လို့သိရပါတယ်နော်ကဲကျွန်တော်ပထမဆုံးသတင်းတပုတ်အနေနဲ့ပါနော်ကျွန်တော်တို့တော်ထဲမှာကျော်လင်းရဲဘော်တွေကိုစီကူတာပေးနေတယ်ဒီဒေါက်တာရဲ့အထွေအကြုံလေးကိုကျွန်တော်နားထောင်ကြည့်အောင်နော်ဒေါက်တာလေးကိုအားတဲ့အားရဖို့လည်းကောင်းတယ်လို့ပါနော်သူတို့ရဲ့စေတနာစိတ်တွေတကယ်ပဲပြင်းပြတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်နော်ဟုတ်ကဲ့ အာခိုင်ဆဲမှုပုံတစ်ထောင်ဆိုတော့ကျွန်တော်ကဒီအဲကျွန်တော်ရဲ့ဒေါ်လာရေးဟိုဟာကလည်းအစတွေကဆိုတော့၄နှစ်ကျော်လာပြီပေါ့နော်ကျွန်တော်မျိုးပေါ်မှာခွဲခဲ့တဲ့အရာတွေကအခုဒီဒီဒေါ်ရဲမှာခွဲခဲ့တဲ့အရာတွေရောဒါပေါင်းထားတာပေါ့နော်တစ်ထောင်နီးပါးလောက်ရှိရမယ်ဆိုတဲ့ဟာကျွန်တော်ရဲ့ data တွေရှိပါတယ်ပေါ့နော်အဲ့ထဲကမှာအာကျွန်တော်အမှတ်ရတဲ့ခွဲစိတ်မှုတွေကတော့ပွင့်လင်းပြောရလို့ရှင်အများကြီးရှိနေပြီဆိုတဲ့အခါကျတော့တစ်ခုတော့မကတော့ဘူးပေါ့လीနော်အဲတစ်ခုတော့မကတော့ဘူးအမ် အဲ့ရမမရတခုလောက်ဆိုလို့ရှိရင်အခုအသက်ကိုဖက်နဲ့ထုတ်ပြီးတော့ထွက်ပြေးရတော့မယ်အနေထားမျိုးတွေပေါ့မှတ်ရစရာခွဲစိတ်မှုတွေတော့အများကြီးအဲ့တွေကအဲကျွန်တော်အမြဲတမ်းပြောပြောနေတဲ့အဟာလေးတခုဆိုလို့ရှိရင်အဲကျွန်တော်အဲ့အသက်20အဲဒီရေဘော့လေးကိုခွဲနေရဲပေါ့နော်အဲဘိုက်ထိထားပြီးတော့ခွဲနေရဲအဲဘိုက်ဖွင့်ပြီးတော့တခြားပေါ့နော်အဲသူက bike ထဲမှာလည်းမွားစာကျဲအောင်ထိထားတယ်ပေါ့လေအဲ့တော့ဟိုဟာလေးစစ်လိုက်တရားလေးစစ်လိုက်အပြင်လိုက်လှုပ်ရင်းနဲ့အဲနောက်ဆုံးကျွန်တော်မထိကျင်တဲ့နေရာကိုတတ်ထိရတော့မယ်အဲဒီအလေအလေတနေရာကိုထိရတဲ့အခါမှာ request ကြီးရှိရဲအဲ့ဒါကိုဖွင့်လိုက်တဲ့အခါမှာချင်းတဲ့အတိုင်းပဲသူတွေ walk နဲ့ walk နဲ့ထွက်လာတယ်ပေါ့နော် walk နဲ့ walk နဲ့ထွက်လာတယ်အဲ့တော့ပြောရလို့ရှိရင်ခန္ဓာကိုယ်ရဲ့အကြီးဆုံးသွေးလွတ်ကြောနဲ့သွေးပြန်ကြောတွေရှိတယ်။အဲ့ဒီဟာအဲ့ဒီနေရာကိုထိနေတာပေါ့နော်။သွေးပြန်ကြောကကြတော့ အာလုံးဝဟိုဟိုပေါ့ဟိုဒီသုံးပုံအဲ့ဒီအဲ့ဒီနေရာရဲ့ပြတ်တဲ့နေရာရဲ့သုံးပုံပုံတစ်ပုံလောက်ပြတ်ထွက်နေရယ်အာသွေးလွတ်အဲသွေးလွတ်ကြောင်းမကြီးကကျတော့အာဒီပေါ့နော်နှစ်နေရာသုံးသုံးနေရာလောက်မှာဖောက်ပြဲနေရပေါ့နော်အဲ့ဒီနေရာကိုရှင်းလိုက်တာနဲ့အဲ့တော့ခနာကိုရဲ့အကြီးဆုံးသွေးကြောကြီးဆိုတဲ့အတိုင်းသွေးသွေးကြီးဆိုတာစီးဆင်းနေရလေအဲရေပုံပိုင်းကနေပြီးတော့မှဒီပိုက်ကိုဖွင့်ချလိုက်ရင်ရေဒီဝေါကနေဝေါကနေစီးကြလာတော့မြင်ဘူးလိမ့်မယ်အဲ့လိုပဲအဲ့ဒီနေရာကိုစဖွင့်လိုက်တာနဲ့ဝုန်းဆိုသွေးရအဲ့လိုမျိုးကြီးဟိုဟာဖြစ်တာ ဘဝမှာရှင်းပြောလို့ရှင်ဒါကျွန်တော်ကအာဒီနှလုံးနဲ့သွေးကြောခွဲစိတ်ပညာရောစိတ်ဝင်စားတယ်ဒါပေမဲ့ကျွန်တော်နေထွက်ခဲ့ရတဲ့အကြောင်းမလို့အဲ့ဒီပညာရက်ကိုတော့အာဒီနောက်ထပ်ဆက်လေ့လာခွင့်မရခဲ့ဘူးပေါ့နော်ဆိုလိုတာကျွန်တော်က general အထွေထွေခွဲစိတ် အထူးကူပဲဖြစ်တယ်ပေါ့နော်နှလုံးနဲ့သွေးကြောခွဲစိတ်မဟုတ်ဒါကျွန်တော်အတွက်ဒီဟာအကြီးကြီးပဲဘွားမှာအခါမှမမြင်ဘူးနော်အဲ့ဒါဟာကိုဘလိုပဲဖြစ်တော့လောက်အောင်ရအောင်မယ်ဆိုတဲ့ဟာမှာဟိုစာတင်ထားတဲ့အတိုင်းပေါ့နော်မြင်ဘူးတွေ့ဘူးတဲ့အတိုင်းအဲ့ဒါကိုအရင်ဆုံးဖိချတာဖိချထားပြီးတော့မှကျွန်တော်ရှင်းဖို့စဉ်းစားနေတဲ့အချိန်မှာခေါင်းဘွားနေအလင်းရောက်ဝူးဆိုတဲ့အတန်ကြီးခါတိုင်းအဲ့ဒီအတန်ကြတာနဲ့ကျွန်တော်တို့ကနီးစက်ရဒီဘုံခိုခြင်းတွေကိုပြေးကြပြီနော်အလူရက်ပြေးကြတာနော် အာလူတွေတောင်ပြေးတာမဟုတ်ဘူးเนาะကျွန်တော်တို့မွေးထားတဲ့ခွေးတွေရအစခွေးတွေရအရင်ဆုံးအရှိ့ကိုစပြေးကြတယ်ပေါ့နော်အဲ့လိုတွေပြေးကြတယ်ပေါ့နော်အဲ့အချိန်မှာလည်းပဲပြီးနေကြအကျင့်ပေါ့ပြီးနေကြအကျင့်ဟာပြီးတော့မယ်ဆိုပြီးတော့လက်ကဒီလိုဒီလိုဒီလိုဖြစ်သွားတယ်ပြီးတော့မှအဲ့ကသွေးလူကြောကြီးတိုင်းဟာဝေါ်ကနေထွက်မှာခုနထွက်နေတဲ့ဟာကိုဖိတာအဲ့ဒါကိုလွှတ်လိုက်တာနဲ့ဝေါ်ကနေထွက်ပြီးတော့တိမ်ပါမယ်ကျွန်တော်တို့ပြန်ရအောင်လူများအတတ်မရှိတော့ဘူးအဲ့တော့အဲ့အချိန်မှာတော့ဒီစက္ကန့်ပိုင်းတွင်ဖပပပနဲ့စဉ်းစားရတာစဉ်းစားတဲ့အချိန်မှာဒီ လူငယ်လေးတွေဒီအာနာမသိရင်အတတ်သေးစရာ အကြောင်းတစိမှမရှိအာနာသိမှုမတရားမှုကြီးလောက်ခဲ့တဲ့အကြောင်းမလို့ဒီလိုမျိုးတွေဖြစ်တာအဲ့တော့အဆုံးရှုံးမခံနိုင်ဘူးဘာဖြစ်လဲဆိုတော့ကျွန်တော်ရဲ့အနာဂတ်ကလူငယ်လေးနဲ့ပဲတိကျအောင်အဲ့တော့အကြောင်းမလို့ရသလောက်ဟောဖြစ်မယ်ဖြစ်ချင်တာဖြစ်ဟေဆိုပြီးတော့မှအာအဲ့ဒီစက်ကင်ထမ်းမှာပတ်ခနဲเนาะဒီလိုလေးတစ်ချက်ဖြစ်သွားပြီမြက်ဆက်ဖြစ်ထားပြီးတော့မှကျွန်တော်ဆက်လုပ်တယ်ပေါ့เนาะအဲကျွန်တော်နေသူကျန်တဲ့ဆရာဝန်တွေဆရာမတွေ ဒီခွဲကမ်းထဲမှာရှိနေတဲ့เนาะကျမကြီးလှုပ်သားတွေကအစားမပြေးကြအောင်အားလုံးကိုယ့်အလုပ်ကိုဆက်လုပ်ကြရတယ်ပေါ့เนาะအဲတဲသွားတယ်အဲကျွန်တော်တို့နားတော့မမှန်သွားဘူးပေါ့เนาะဒါပေမဲ့အဲအကုန်လုံးဒီတက်ညီလက်ညီနဲ့လှုပ်လိုက်တဲ့အခါမှာဒီရဲဘော်လေးကတော့အာအသက်ရှင်သွားတယ်အခုဆိုလို့ရှိရင်ကျွန်တော်လမ်းမတွေ့ရဲသူအကောင်အတိုင်းပဲသူ့ရဲ့ အဲဒီဒီဟိုအလုပ်ငန်းတွေကိုလည်းပြန်လုပ်နေပြီအခုပြောရင်းဆိုရင်လည်းစက်သိန်းတွေဖြန်း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 ထတယ်ပေါ့နော်ကိုလှုပ်ခဲတဲ့လူနာအရန်ခက်ခဲပါတယ်ဆိုတော့လူနာတယောက်ဒီကိုမျက်စိရှိမှခဏခဏအကောင်အတိုင်းလမ်းလျှောက်ဟွာသွားနေတဲ့ဟိုမြင်ကွင်းကိုပဲမြင်ကြည့်ပေါ့နော်အဲဒီလိုမျိုးအာရဲဘော်လူနာမျိုး ကျွန်တော်တို့တွေအများကြီးလောက်ခဲ့ပေးနိုင်ပြီကဲခဲ့ပေးနိုင်ပေါ့နော်ဟိုခုနလိုဒီနိုင်ပိုင်း9နိုင်လောက်တကူလုံးထိပြီးတော့9နိုင်ကျော်လောက်ခွဲခဲ့ရတဲ့လူနာတွေလည်းရှိတယ်အဲ့ဒါတွေလည်းပြောရလို့ရှင်အဲကျွန်တော်အနေနဲ့ပြောရလို့ရှင်တော့ဒီဟာတွေပြောရမယ်ဆိုရင်ဟိုတထောင်တညပုံမြင်လိုမျိုးပေါ့နော်ပုံမြင်တစ်ခုကိုဒီ case တစ်ခုကိုတရက်ကိုပြောမယ်ဆိုလို့ရှင်တထောင်တညပုံမြင်လိုပြောနိုင်တဲ့အဆင့်ထိပ်ကိုအဲရှိနေပေါ့နော်ကျွန်တော်အဲ့ဒါလေးတွေလည်းပြောဖို့လည်းအစီအစဉ်ရှိပါတယ်ပေါ့ဟုတ်ကဲ့ တော်ကျွန်တော်ကိုယ်တိုင်လူသားဖြစ်တယ်ကျွန်တော်ဝင်ချင်းမှာရှိနေတဲ့သူတွေလည်းလူသားတွေဖြစ်တယ်ပေါ့နော်အခုဒီအဆီဇင်လေးကိုမင်းနေတဲ့သူတွေကနားထောင်နေတဲ့သူတွေအကုန်လုံးကလူသားတွေဖြစ်တယ် human ဖြစ်တယ်အဲကျွန်တော်တို့ကလူသားတွေဖြစ်တဲ့အနေအညီလူသားတယောက်ရာတင်ရထိုက်တဲ့အခွင့်အလမ်းတွေကိုတကဘာလုံးမှာရှိတဲ့လူသားတွေနဲ့အတူကျွန်တော်တို့ရရှိရကျွန်တော်နိုင်ငံဒီလိုအခွင့်အရေးမျိုးဆုံးရှုံးနေတာအရန်ကိုကြာနေပေါ့နော် တော့ရတော့မဲ့ဆက်ဆဲမျောလင်းချက်လေးတွေတဲကနေပြီးတော့မှအာနာတွေပြန်သိမ်းပြီးတော့ဒီအခွင့်အလမ်းတွေကိုဆုံးရှုံးသွားတယ်ဆိုရက်ခန်းစားချက်ကအခုထိရှိနေတော့မယ်အဲ့ဒီလူသားတွေနဲ့ပတ်သက်တဲ့ရပိုင်ခွင့်တွေကိုကျွန်တော်ကိုယ်တိုင်လည်းလိုချင်တယ်လို့ကျွန်တော်ကမြန်မာပြည်ဒီကိုယ့်ရဲ့နေရာဒေသရှိတဲ့လူတွေကိုပါပေါ့နော်တကယ်နဲ့ပေါ့နော်ဒီလူတွေအကုန်လုံးလေကျွန်တော်နဲ့အတူတူဓာရှိစေချင်တယ်အဲအားကြောင့်မလို့ကျွန်တော်တို့အဲ့ဒီအိမ်မက်တွေရဖို့အတွက်ကိုဆက်ရှောက်နေတယ် မရမချင်းလဲသွားမယ်ခုနကပြောသလိုကျွန်တော်တို့ပြောခဲ့သလိုအတက်ကိုဖက်နဲ့ထုတ်ထားရဲအန်တီတွေအချိန်မီကြုံနိုင်တယ်ကျွန်တော်အချိန်မရွေးတခုခုဖြစ်သွားနိုင်တယ်ဒါပေမဲ့အဲ့ဒါဟာတွေကိုတိတိရဲ့ဓာတ်နဲ့ကျွန်တော်တို့ကဒီလမ်းကိုမပီးပီးရဲ့အထိအဆုံးထိဆက်လျှောက်သွားမှာကျွန်တော်တို့လိုချင်တဲ့အရာကတော့လူတွေဒီလူနဲ့တူတဲ့ပတ်ဝန်းကျင်အစိုးရเนาะအခွင့်အလမ်းတွေကိုတခြားကဘာ ပေါ်မှာရှိနေတဲ့လွတ်တက်နေပါတယ်ကောင်းမွန်နေပါတယ်ဆိုရက်နိုင်ငံနေနဲ့တန်းတူကျွန်တော်တို့လည်းပဲရပိုင်ရှိတယ်ရအောင်လည်းကျွန်တော်တို့စူးစမ်းမယ်အဲဒီလိုမျိုးစူးစမ်းခြင်းစိတ်ရှိနေတဲ့အကြောင်းမလို့ဒီ NDA တွေကိုမမှုပဲနဲ့ရှိမှန်းသိရတဲ့သားနဲ့ကျွန်တော်တို့ကတော့အဆုံးထိဆက်သွားမှာဖြစ်တယ်ပေါ့နော် ကဲဒါတော့ဗောနော်ဒီတော်ရရဆရာဝန်ကအခုချိန်မှာဆိုရင်ဒီတော်လိုင်းရေဘော်တွေကိုစီကူတာနဲ့ပတ်သက်ပြီးပြပြတာတကယ်ပဲစက်သိမ်းပြန်ပြန်ထအောင်ဗောနော်တကယ်ပဲလေးစားပါတယ်နော်အခုချိန်မှာဆိုရင်ဒီလိုမျိုးအနစ်နာခံတဲ့သူတွေရှိလို့ပဲတကယ်ပဲဗောနော်တော်လိုင်းကဒီလောက်ထိတော့အောင်မြင်နေတာဖြစ်ပါတယ်နော်ဒီလိုမျိုးဗောနော်ပြည်သူတွေကိုအခုချိန်ထိဗောနော်တော်လိုင်းရေဘော်တွေကိုကြီးစောင့်ရှောက်ပေးတယ်ဒီ CDM ဟိုဒီဒေါက်တာတွေဆရာဝန်ဆရာမတွေတူနာပြည်တွေအားလုံးကိုတကယ်ပဲဗောနော်လေးစားတယ်လို့ဒီကနေ့ကုန်ပြပါတယ်နော် ကဲနောက်ထပ်ကျွန်တော်နားထောင်မယ့်သတင်းကတော့ဒီအချမ်ပါစစ်ကောင်စက်စကန်နေရပါတော့ဒီကရင်နေဆက်မှာဆိုစကန်၃ခုပဲကျန်တော့တယ်ဆိုပြီးမှပါတော့ဒီကရင်ရဲ့ထိုးစစ်တွေနဲ့ပတ်သက်ပြီးပြောလာတယ်ကျွန်မရဲ့ဒီငိုကြီးခန်းလေးတစ်ချက်နားထောင်ကြည့်အောင်နော်နေဆက်စကန်နေဆိုရင်၃ခုပဲကျန်တော့တယ်လို့တော့ပြောလို့ရတယ်ကိုတော့၃ခုပဲကျန်တော့တော့ပြောလို့ရတယ်နော်ဘာလို့ဆိုတော့နေဆက်စကန်၃ခုပဲကျန်နေဆိုတာဟိုပါလေကျန်တဲ့၃ခုကဥက္ကိဋ္ဌရတော့နော်ဥက္ကိဋ္ဌရတော့နော်ဟိုကျွန်တော်တို့ကနာမည်မှမဟုတ်လို့ပြန်ကြည့်ပြောပြပါ ကျန်တာဆိုလို့နေဆက်မှာတဲ့။ဘာကျန်လဲဆိုတော့တဲ့သုံးခုပဲကျန်တယ်တဲ့။ဩကယထထိကပလာဝေါ်လီအဲစကန်သုံးခုပဲကျန်တော့တယ်နေဆက်မှာ။ဘာလို့ကရင်တွေကတော့ချက်ကရင်တက်တွေတိုက်တယ်။သူတို့တိုက်တိုက်တက်တွေတိုက်တာကလည်းတက်ခဲ့ယုံအယုံလွယ်မှုအပေါ်မှာအားကိုးပြီးတော့လှုပ်သွားတာ။သိရတော့ပေါ့နော်အခုဖြစ်နေတာတက်မှာခုနှစ်နေမြေမှာထဖြစ်တာထဖောက်တာပေါ့နော်။လှိုင်းဘွဲ့ပေါ့နော်လှိုင်းဘွဲ့ပဲလို့လေ။အဲလှိုင်းဘွဲ့ဘျူဟာပေါ့ကိုကဲမှုအောက်မှာရှိတဲ့ရှိတဲ့တက်မှာတော့တက်မှာခုနှစ်ကဆက်ဆက်နေမြေမှာရှိတဲ့နေသက်စကန်အကုန်လုံးတော်တော်များ ကို KNU ကသိမ့်ပိုက်တယ်သိမ့်ပိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီသိမ့်ပိုက်ခြင်းအကြောင်းရင်းလဲအဲ့ဒီအစောပိုင်းမှာ KNU ရဲ့တပ်မဟာ9ကငင်းချမ်းရေးယူထားသလိုလို NCA ပဲလုပ်တော်မလို့လို့ ਨੇ ဒါဒီလိုနေနေရင်းနဲ့အဲ့ဒီ Netherscan နေမှာရှိတဲ့တပ်မတော်သားတွေ ਨੇ သူကပလူပလူသွားလုံတယ်အဲ့ဒါပလူပလူသွားလုံပြီးတော့လုံနေတော့တပ်မတော်သားတွေဆိုတာလဲဩငါတို့ဒီလိုဖြစ်တယ်ဆိုတော့လက်ခံပြီးတော့စကားပြောတယ်ယင်ပြောရှင်နေနေနဲ့တိုက်ရဲ့အခြေအနေတွေကိုလုံးကိုဒီကောင်လေးကအတွေ့အကြုံတွေချလေ့လာပြီးတော့အဲ့တက်ကအရာရှိကြီးအဲ့ Netherscan နေမှာရှိတဲ့ လူ14ယောက်15လောက်ပဲရှိတယ်စကန်ကြီးရဲ့ရရှိရရှိရာခံတွေကိုသွားပြီးပေါင်းတယ်ပြီးတော့ရွှင်ပေါင်းပြီးတော့အငငယ်ချင်းပေါင်းပေါင်းရောက်ဖတ်ရေးပါညာဖြစ်ပြီးတော့နောက်ဆုံးမှာပြီးလဲပြီးတော့အချိန်ကြီးပိုင်ပြီးလဲဆိုလို့ဆိုအခုလဲကြာတော့ဘတ်ဆိုပြီးတော့သူကအဲ့ဒီလက်နက်ကိုင်အိုက်တက်တွေဘောလုံးကိုသူကကရင်တက်တွေကလူ၄900နဲ့ဝင်စီးတယ်စီးပြီးတော့ဝိုင်းတယ်ဝိုင်းမတိုက်ဘဲနဲ့ဝိုင်းတယ်ဝိုင်းပြီးတော့ဖုန်းဆက်တယ်မင်းတို့မင်းတို့တွေလက်နက်ချမင်းတို့လက်နက်ချမဆိုထိုင်းဘက်ကိုထွက်ပြေးလို့ငါတို့ပေါက်ဖွင့်ပြီးမယ်မချရင်တော့ငါတို့ကမင်းတို့ပြတ်ရှင်းမှာအဲ့တော့အရာရှိကိုလည်းငွေနဲ့ပေါက်တယ် ခင်မင်မှုနဲ့ယုံယုံသွင်းတယ်ငွေနဲ့ပေါက်တယ်ပြီးလည်းပြီးတော့ NCA လို့ဘာလို့လဲနေမီတို့တိန်းတယ်အဲ့လိုလုပ်တယ်အဲ့တော့တမရော်သားတွေကလည်းပွင့်တယ်တမရော်သားတွေအနေနဲ့ကလည်းကိုယ်ကိုလာပြီးတော့တချို့ကိစ္စတွေမှာတမရော်သားတွေကလည်းတော်တော်လေးသတိကြီးထားပါကိုယ်ကိုလာပြီးတော့တငယ်ချင်းလိုလိုမိတ်ဆွေလိုလိုယဉ်သူလိုလာလုပ်နေတယ်ဆိုရင်ကိုယ်နဲ့ရန်သူဖြစ်နေတဲ့ပုံကိုယ်တွေဖွဲ့စည်းနေတဲ့ပတ်သက်ဒါတွေကရှောင်ရှားသတိထားတင်တယ်လို့ပြောချင်တယ်ဘာလို့ဆိုခင်ဗျားတို့ဒါကညင်းချမ်းရင်းချမ်းရေးဆိုတဲ့စကားအောက်ကနေညင်းချမ်းရေးဆိုပြီးတော့တမရော်လူလဲကြတဲ့အားတွေ ရှိတယ်အဲ့ခါကျတော့ပွင့်လန်းပြောတော့အဲ့လိုခါမျိုးတွေမှာအခုဒီဖြစ်တဲ့ဖြစ်စဉ်တွေကနေသာစကန်နေတခုတခုပါဝါဖြစ်စဉ်တွေအဲ့ဒီကစရတယ်လို့ကျွန်တော်ပြောချင်တယ်အခု okay ထားရဲ့ ठी ကတိကပလာရဲ့ဝေါ်လီရဲ့၃ခုကျန်တယ်အဲ့၃ခုကျန်တဲ့ဟာကြတော့အဲ့၃ခုကျန်တဲ့ဟာဒီကောင်တွေလာတိုက်ဖို့ကြိုးစားတယ်အခုဆိုရင် okay ထားကိုတိုက်မယ်ဆိုပြီးသူတို့ကြွေးကြော်နေတယ်ခေါ့တိုက်မယ်လို့ကြွေးကြော်နေပြီဆိုတော့ okay ထားတိုက်မယ်ဆိုလို့ရှိရင် okay ထားကတော့တောင်းခံထားသေးတယ်ပြီးခဲ့တဲ့အားကလည်းတက်ရှိ CEO ဆိုပြီးတော့နာမည်ကြီးသွားသေးတယ်ခင်ဗျားတို့သိလိမ့်မယ်အဲ့ရုပ်ရှင်ကားတော်ထွက်ခဲ့သေးတယ်အဲ့တော့အဲ့တော့ကလည်းဒီကောင်တွေလာတိုက်တယ်ထွက်ပြေးရတယ်မနိုင်ဘူးအခုလည်း ပြီးရခေါက်ကမရရအတွက်ခုရမလားဆိုပြီးတော့တိုက်ဖို့ကြိုးစားတယ်။ဒါပေမဲ့လည်းဒီတစ်ခေါက်ကတော့ဒီခေါက်တက်ကပြန်ချဟိုဒီတစ်ခေါက်လည်းရမလားဆိုတဲ့နေရာမှာတော့တက်ကတော့ပြန်ချလိမ့်မယ်လို့ယူဆတယ်ပေါ့နော်။အဲ့တော့အဲ့ဒီ၃နေရာကျန်တယ်။အဲ့ဒီ၃နေရာကိုတော့ကြည့်ကြသေးတာပေါ့။တက်နေသမျှခံချမယ်။ချကြလိမ့်မယ်လို့လည်းယူဆတယ်ပေါ့နော်။ဆိုတော့ဘာပဲပြောအခုချိန်ထိဘယ်ဟိုတိုက်ပြီလဲဆိုတော့အခုတိုက်နေတာနောက်ဆုံးတိုက်နေတာပါ tick tick ကပလာကိုတိုက်တယ်။ tick ကပလာကိုတိုက်တဲ့အခါမှာပြီးခဲ့တဲ့ဟို၅ရက်နေတည်းကစပြီးတော့ drop bone တွေချတာ။နော်ချတာလွန်ခဲ့တဲ့နှစ်ရက်လောက်ထိ drop bone တွေအလုံး150လောက်ချတယ်။9ရက်စရိုက် ဒရော့ဘုံအလုံး150လောက်ချတယ်ချပြီးတော့တိုက်တယ်ဒါပေမဲ့တိကက်ဘလာကိုမရအောင်မရတော့သူတို့ဘာလုပ်လဲနောက်ကိုဆုတ်ပြီးတော့ပဲသွားတယ်ဆိုတော့ဟိုတချို့တတရကခုနရင်းနေနေပေါင်းမိတ်ဆွေပေါင်းတကယ်ကြမ်းပေါင်းပေါင်းရင်းနေအဲ့မှာဟိုဟိုဘာလဲ information အချက်လက်ရအောင်ယူပြီးရင်ကင်းထောက်ပြီးတော့လိုတဲ့အချိန်မှာကောက်ပြီးဆွက်စာတိုက်ဒီမျိုးလောက်တာပြီးဒါကြီးကြတော့ဒါမျိုးကြီးဖြစ်လာတဲ့အခါကျတော့ဒီဒီဒီခုနသုံးခုကတော့ ठी okay ထားလို့ ठी ကက်ဘလာတို့ခုန wall တွေသုံးခုကတက်ကလူတွေကြတော့အဲ့ဒါမျိုးအလုံးမခံတဲ့အခါကျတော့ဝင် လုံးလို့မရတော့ခုတို့ကဲဒါရောနော်စကင်မှာ နေဆက်မှာဒီ၃၃ခုပဲကျန်တော့ရပါတော့เนาะအဲ၃ခုကလည်းအခုစတိုက်နေပြီเนาะဒီ okay okay ထားဆိုရဟာတော့တိုက်နေပြီမကြခင်လည်းတိမ့်မဲ့ရရှိတော့မှာပါเนาะခုချိန်မှာသူဘလိုပဲပြပြဒီအကင်ရင်တွေကတော့ဒီဟာဒီဒီစစ်စကန်နေအားလုံးကိုတိုက်မှာဖြစ်ပြီးတော့ပါเนาะဒီနေဆက်နဲ့ပတ်သက်တဲ့ဟာတွေကိုဒီအာခတက်တော့အေးလို့ပဲလုံးဝထိချုပ်ထားမယ်လို့သူတို့ရှင်းညထားပြီးဖြစ်ပါတယ်เนาะကဲဒီနေ့မှာပေါ့เนาะဒီဗဟန်တောင်မှာဒီနိုင်ချင်းတွေကိုနှိမ့်ဆက်တာနဲ့ပတ်သက်ပြီးတော့ရေးပေါ်လိုက်လို့ပြောလာတဲ့ဆယ်လမစ်ကျော်ဗီဒီယိုတိုလေးတစ်ချက်လောက်ကြည့်အောင်เนาะ ဲ့တော့ဖန်အတောင်မှာအရေးပေါ်အခြေအနေဖြစ်နေပါတယ်လို့လာပြောပြတာဖြစ်ပါတယ်အရေးကြီးလို့ပါကျွန်တော်ဒါ YouTube ကနေအရင်ဆုံး live လွှင့်လိုက်တာဖြစ်ပါတယ်ကျွန်တော်အခု TikTok TikTok ကလည်းကျွန်တော်လွှင့်မယ်အဲဒီ Facebook ကလည်းလွှင့်ဖို့ကျွန်တော်လုပ်နေပါတယ်ဖန်အတောင်အရေးပေါ်အခြေအနေဖြစ်ပါတယ်အားလုံးဝိုင်းပြီးအတန်ထုတ်ပေးကြပါ ICRC ဝင်ပေးပါဖန်အတောင်ကြံဖတ်မှုကိုတားဆီးပေးပါကျွန်တော်တို့မတားနိုင်ရင်တိတ်ဆုံးမှုတွေဖြစ်နိုင်ပါတယ်အဓိကကတော့ကင်မီနယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်ကိုဖန်ဆီးခေါ်ဆောင်သွားပြီး စစ်ကြောရေးမှာရိုင်းနှက်နေတယ်လို့ကျွန်တော်တို့သိရပါတယ်။ဒါရှိဖို့အခြေအနေပါ။ဒါကြောင့်ကျွန်တော်လာထွက်ပြောတာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီသတင်းစကားကိုအဒီသတင်းစကားကိုမျှဝေပေးပါဖြန့်ဝေပေးပါ အရေးကြီးလို့ပါ။အကျန်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောကြရည်တော့အများကြီးရှိတယ်ဒါပေမဲ့အခု live မှာမပြောတော့ဘူးဒါကဘာဖြစ်လို့လဲဆိုတော့ဖန်အန်ထောင်အရေးပေါ်အခြေအနေကိုပဲကျွန်တော်ပြောချင်တာပါအဲ့ဒီအနည်းငယ်မှာတော့စော့ရဲဆေးဟွာတက်တယ်မြန်ကလေးနားမှာရှိတယ်လို့ကျွန်တော်သိရပါတယ် ဖြစ်နိုင် drone တွေနဲ့ဖန်ထောင်ဘုံကျဲပြီးတော့ဟိုဖြည့်ရှင်းပေးပါဒီကောင်းလေးအခုမနေ့ကလည်းကိုဝင်မိုးနိုင်ကိစ္စပြဿနာတက်ပါလေအိုးကိုထောင်ပါကိုဝင်မိုးနိုင်ကိုရိုင်းတဲ့လို့သွေးတွေပါအံပါလေဗောနော်ဒီနေ့တော့ဖန်အံထောင်ကိုထပ်ပြီးအဲအချမ်းဖတ်ဖို့လုပ်နေပါတယ်နိုင်ချင်းလေးကိုရိုင်းတဲ့နှိပ်ဆက်ပြီးကင်ပြည်နယ်ဝန်ကြီးချုပ်နန်းခင်ထွေးမြင့်ဒေါ်နန်းခင်ထွေးမြင့်ကိုစစ်ကြောကြီးခေါ်သွားပြီးစာရဖားတွေကရိုင်းတဲ့နှိပ်ဆက်နေတယ်လို့သိရပါ အနည်းဆုံးတက်ကတော့ဆော့အစီဝါတက်တွေရှိတယ်မွန်တက်တွေကင်တက်တွေရှိတယ်ဖြစ်နိုင်ရင်တော့ဒရုန်းတွေတွတ်ပြီးတော့ကျဲပေးစီခြင်းပါတယ်ဒါမှမဟုတ်တခြားနီးလန်းနေနဲ့ဆောင်ရွက် ပေးစီခြင်းပါတယ်ကျွန်တော်တို့ဖန်အန်တောင်လေးမှာကျွန်တော်နိုင်ငံရေးအချင်းသားပေါင်း400ကျော်လောက်ရှိပါတယ်မဟုတ်တော့400 PDF တွေလည်းရှိနေပါတယ်အထဲမှာဒါကြောင့်အကြံဖတ်မှုရန်ကကာကွယ်ပေးကြပါလို့ကျွန်တော်အားလုံးကိုဟိုဒီနေရာကနေပြောလို့ပါတယ်ခင်ဗျ okay ဒါတော့เนาะဘန်အောင်ထဲမှာအချမ်းဖတ်မှုတွေဖြစ်နေတဲ့အကြောင်းကိုပြောဆိုလာတဲ့ဆရာလမစ်ကျော်ပြီးတော့ဖိုင်ဖြစ်ပါရဲ့เนาะ အဲ့တော့အမြန်ဆုံးကဲနိုင်ရင်တော့ကောင်းဆုံးပါပဲเนาะနိုင်ကျင်နေရတော့အခုချိန်မှာဆိုမတရားနှိမ့်ဆက်ခံနေရတာဖြစ်ပါတယ်။ကဲနောက်တစ်ခုကတော့ဗောနော်ကိုစီတို့ဒီတောထဲမှာရိတ်ခါတွေပို့တဲ့ချိန်မှာကက်ကက်ကက်ဘယ်လိုသွားရလဲဆိုတော့ဗီဒီယိုဖိုင်အတိုလေးချန်တော့ကြည့်ကြည့်အောင်เนาะ။ဟာကားတော့ရောက်တော့ဒီကားတွေဖိုးကြီးတွေเนาะဖိုးကြီးတော့မနေရုံနေရ။အဒီဖြစ်နေတယ်။အနောက်ဘက်တန်ကျုံပထားရเนาะပိုးကြီး။မတ်စလီကျိုးကဆိုတာဒီ ပြီးသူတွေဖိုက်စာလို့တဲ့ဖိုက်စာလို့ဆိုတော့ကို့မှာကြွေးစရာမမားပဲရှိတယ်အမကားတွေပိတ်ပြီးတော့ဖိုက်စာလို့ကဲမမကိုပြေးတယ်မတယောက်တစ်ထောက်မမအချောင်းနဲ့စားဟိုးရှေ့မှာလူတွေအများကြီးပဲဟုတ်ရောညနေမှာနော်ဟာကင်းမြုံလို့နေကိုပေါ်ပြတယ်ကိုဟောလောက်ကြလဲရင်းနေပြီပဲတော့ဘူးလားဟမ်တော်လိုင်းလေးဘယ်လိုလောက်ရတစ်ချက်ပြောပြရအောင်လေဟိုမှာဟိုမှာဖောက်ထူတဲ့ကောင်တွေဖောက်ထူတော့လောက်ပဲမတန်နဲ့လို့လက်ကြီးတို့ကိုဟမ်ဖောက်ထူတဲ့ကောင်တွေဟာလား မြေပြင်မှာရှိတရားဘလို့နေတာထောက်ပို့ထောက်ပို့ခက်ရမီထောက်ပို့လေးလုံပြီးတော့လလုံးကြီးထောက်ပို့ခောက်တာခောက်တာအဲ့ဒါအဲ့ဒါပြောရှင်းတာလူကခောက်တာမဟုတ်ဘူးလို့ခောက်တာဒီမှာကြည့်လေကင်မရာကြည့်လေခောက်တာအလွယ်တကူခောက်ရတာမဟုတ်ဘူးခောက်ချင်တာခောက်ပြီးပို့ရတာကိုကြည့်ဦးခောက်ချင်ခောက်လို့ရအောင်ခောက်ချင်တိုင်းခောက်မရဘူးချေရလူလည်းမေးကြရအောင်ဆရာတို့ကခွက်လည်းခောက်တယ်သူလည်းတို့ခောက်ခံရတယ်ဆရာတို့ကခွက်ခောက်တတ်တတ်ပဲအော်ဒီကနေ့ကျွန်တော်မပေးဘူးဒါဆိုကိုဝင်းနိုင်အောင်ဆောင်းပြောရပါတော့ပေးပါတော့ဒီပြ လူကြီးကလည်းမနေဘူးနော်ဆွဲရတယ်ဆာနော်လေးပါနော်လေးပါလေးအာဒီပစ္စည်းရတာမအေးသေးပဲဟုတ်ကဲ့ပါရဲမကြဒီပစ္စည်းရတော့ဒီပစ္စည်းရတော့ဒါဗျူဝမှုကဗျူဝမှုကအေးသေးပဲကဲမကားလေးဆုံးတွားကြမယ်တက်ပြီးတော့ပျော်ပျော်ပါပါ ကဲဒါတော့ဗောနကိုစီတို့ဒီရိတ်ခါတွေတော့ပို့တဲ့အခီးစင်ပဲဖြစ်ပါတယ်เนาะတော်တော်ကြီးချင်းချင်းတန်းတန်းသွားတာဖြစ်ပါတယ်အဲ့တော့ဒီခွက်ခတ်ကိုသူခုနပြောလို့ဗောနခွက်ခတ်အောင်နေမကောင်းပို့တော့ပို့ရတာတော်တော်ကြီးမလွယ်တဲ့ကိစ္စဖြစ်ပါတယ်เนาะတကယ်ပဲခုလိုမျိုးတော်လိုင်းကြီးမှာစရတယ်ခုချိန်ချီတော့ပါဝင်ပေးတာတကယ်ပဲကျေးဇူးတင်မှုကောင်းပါတယ်เนาะထောက်ဖို့တမားရယ်လဲကဲနောက်ဆုံးမှာတော့ကျွန်တော်တို့ဒီရဲဘော်တွေရဲ့ဒီတိုက်ပွဲအတိတ်ကြုံတွေပြောလိုက်ခါလေးကျွန်တော်တို့တစ်ချက်နားထောင်ကြည့်လာအောင်เนาะဆိုရင်ကျွန်တော်အကုန်လုံးပါတယ်ဒါပေမဲ့အကုန်လုံးမှာအုတ်ထုတ်တွေကြီးကားရေဆိုကျွန်တော်တို့ကအဆုံးမရှိဘူးလေဗျာ အဲတော့ကဆိုမပါတဲ့လူကမပါအုတ်ထုတ်မပါတဲ့လူကမပါအဲ့လိုမျိုးကျွန်တော်ကတင်းရတာကိုတင်းရတော့အဲ့တက်တက်ချင်းမှာပဲကျွန်တော်တို့လေရင်လာကျဲတယ်လေရင်လာကျဲတော့အဲ့မှာကျွန်တော်ရဲဘော်တယောက်ကြာအဲ့တက်တက်ချင်းမှာပဲပြီးတော့ကျွန်တော်တို့ရှေ့ထက်တိုးတယ်ရှေ့ထက်တိုးတော့အဲ့မှာရဲဘော်တယောက်ထပ်ပြီးတော့ကြာအဲ့ဒီချိန်တုန်းကတော့အုတ်ထုတ်ကမစုံတာပေါ့အဓိကကတော့အဲ့မှာထိတဲ့လူတွေလည်းထိတာပေါ့ဗျာ ကြာသွားတဲ့ရဲဘော်တယောက်ဆိုတော့လုံအောင် headshot ပဲဗျာလုံအောင်လေရင်ကခေါင်းလုံအောင်ဖြတ်မှန်ဒါတော့မှသူ့မှာအုတ်ထုတ်ဒါမှသူ့အုတ်ထုတ်တွေပါတယ်ဗျာဒီမှာအုတ်ထုတ်ပါလေရင်ကသူ့ခေါင်းခေါင်းကိုထိပ်ပါအော်ဒဏ်ရာရတဲ့အကိုကြီးပါလေဆိုတော့ဒီဒီနေရာတွေပါလေထိရတော့ဗျာကျွန်တော်တော်ဟိုအဲ့မှာအဲ့တော့ဆိုဗျာကျွန်တော်တို့ကအုတ်ထုတ်ပါရှိတော့ရှိရဒါမှအလူအစုံမရှိဘူးအင်းကျွန်တော်တစ်ခွက်တစ်ခေါင်းလုံးပါအဲ့တော့အုတ်ထုတ်ပါငါးလေးလုံးလားငါးလုံးလားအဲ့လိုပဲရှိတယ်ဒါတော့မှဟိုဒါပြင်ပ အလူရှင်တွေကနေပြီးတော့ဟိုဒါဖြစ်တာဥစ္စာဒီလို campaign တွေပါတယ်ကျွန်တော်အဲ့လိုအဲ့လောက်ထိမလုပ်နိုင်သေးဘူးတကယ်မလားအင်းအဲကျွန်တော်တို့အဲ့ဒီကရတယ်အဲ့ဒီအောက်ထုတ်လေးနဲ့အဲ့တော့ဆိုကျွန်တော်ဆိုဒီလိုအောက်ထုတ်အပြော့လေးနဲ့ပဲတွားတာဟုတ်အဲ့လေစိတ်ထဲမှာဘလို့ဘာမှဖြစ်ဘလို့မှမခံစားရတာဟုတ်လားဘလို့ဘလို့မှမနေဘူးကြားနေတယ်တွေးနေတယ်ဥယျာဉ်ပေါ်ကြားတယ်စိတ်မကောင်းဘူးလေတကယ်မလားကျွန်တော်ဆိုသူ့ဟိုဒါဘော်ဒီတွားတော့မကြည့်ဘူးရင်လည်းမကောင်းဘူးဟုတ် ဘယ်လိုမျိုးဒီတိုင်းအော်ဒါပြန်ပို့ဒါပေမဲ့ရှေ့ဆက်တူအောင်ပဲလေအဲ့အဲ့လောက်ထိကကျွန်တော်စိတ်ထဲဘာမှဖြစ်သေးဘူးနောက်တနေ့ကထပ်တူသွားအဲ့အဲ့ဟိုကောင်လေးဆိုတော့ကျွန်တော်တို့အမှတ်တရရှိတယ်အဲ့နောက်တနေ့ကထပ်တူလို့ရှိရင်ကြောက်ရတယ်ရေးပို့ site ကိုဆိုကျွန်တော်တို့ဆိုတတ်တူတူလောက်ပဲပေါ်လာတယ်လို့ပဲဆင်းနေဆိုနေကြာဒီတိုင်းစနေတော့မကြာအဲ့ကောင်လေးဆိုရင်လေ तू ကအဲ့လင်းရင်ကျဲကန်နေတော့ तू နဲ့အဲ့ကြောက်ရတယ်ရေးပို့လို့နေအရှိအနောက်ပဲနော်နှစ်ယောက်ချားနှစ်ယောက်ချားနှစ်ယောက်ချားလို့အရှိအနောက်လို့ပဲ तू तू ကအဲ့တော့ MA1 ့ MA1 နဲ့သွားတာသူ MA1 သူကဒီလိုမျိုးလင်းလာရဲ့ဝတ်တဲ့ချိန်မှာ MA1 ကိုသူကအဲ့လိုမျိုးဟိုတာဘေးမှလာမသိချတာအဲ့လင်းကလင်းကျဲသွားတဲ့ချိန်မှာအစအလက်ဒီ MA1 ဒင်ရနေပြီထပ်ပိုင်းပြတ်ပြတ်သွားအဲ့တော့စိတ်ထဲမှာတော့တမျိုးဖြစ်တယ်သိတယ်မလားသူ့ကိုအဲ့လိုမျိုးမလိုက်နဲ့လို့ပြောတယ်မကြိုက်ဘူးလေပြောရေးဖို့တွေကသိတယ်မလားမပေါ်ကြည့်ပေါ်ကောင်းနဲ့ကြုံရတာပါမင်းတို့နေခဲ့လိုက်ဆိုသူတို့စိတ်ထဲမှာတိမ်ငယ်သွားတာလို့ပါလို့သူတို့ကိုယ်တိုင်ကအဲ့ဒါလည်းမကြိုက်ဘူးအဲ့ဒါကျွန်တော်တို့ကိုယ်တိုင်ကလည်းအဲ့လိုမကြိုက်ကြဘူးလေအဲ့လိုဆိုတော့ तू ကပြန်လာနောက်ခါကျတော့ तू အဲ့ AK လေးနဲ့ပြန်ရောက်လာ ။ဟောအဲ့ဘွဲမှာဘာမှမပြူ။အဲ့မဟုတ်အဲ့ဒီကြေးလေးမှာဘာမှမပြူ။ဒီကြေးလေးနဲ့ပြန်အောင်လာ။ပြန်အောင်လာပြီးတော့ကျွန်တော်တို့အမှအဲ့3 6တန်ရင်တော့ကတ်တဲ့အချိန်မှာမိုင်းနေရှိရတယ်မိုင်းတော့တတိထားတော့အဲ့လိုမျိုးတတိထားနေနေဟိုဒီလိုမျိုးရင်းမောင်းတမ်းပြီးတော့နှစ်ယောက်တူဆိုနှစ်ယောက်တူနဲ့အဲ့လို72တဲ့အချိန်မှာအမှအမ်တူးထင်တယ်ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်တို့လည်းအဲ့တော့မိုင်းချောင်းနဲ့တိတ်မသိဘူးလေသူတို့သူတို့ရှိရတုံနေမှာကျွန်တော်တိုက်မိုင်းထိတယ်ပဲထင်တယ်နောက်တော့မဟုတ်ဘူးတေချာပဲနေလာအမ်တူးမိုင်းဟိုပလတ်တင်မိုင်းအင်းအဲ့ဒါ ထီတယ်သူသွားနေမိအဲ့ဒါအဲ့သွားနေမိတော့အမသူကျွန်တော်တို့ရှေ့ကဟိုဒါခေါ်ကိုချမ်းကျွန်တော်လှမ်းခေါ်တာသူစိတ်နဲ့မိုင်းထိသွားတယ်ဆိုတော့ရီယိုပဲဟိုကောင်းနေပဲထီတယ်ဘာ M14 ပဲထင်တယ်အမ14ထင်တယ်6ရီပါတယ်ဗျာပြတ်သွားတယ်ဒါပေမဲ့တကောအတန်လုံးဝမထွက်ဘူးတော့တတိတော်တော်ကောင်းတယ်ကျွန်တော်ရောက်တဲ့အထိမသိသေးဘူးအဲ့သူရှိသွားတဲ့လမ်းမှာကျွန်တော်မိုင်းတစ်လုံးထက်နေတယ်ဒါပေမဲ့မကွဲဘူးပဲကောင်ဟောအေးအမ်ဆလီမာကျွန်တော်တွေ့တယ်မြေကြီးအပေါ်နေပြီးမှသိတာ အဲ့ဒါနင်းပြီးတော့ကျွန်တော်သွားတာအသွားမသိဘူးပြန်လာမသိတာဟုတ်ဟုတ်မိုက်အဲ့လမ်းမှာကျွန်တော်သွားတာအဲ့နေရာမှာကျွန်တော်ပဲနင်းနေသွားတာဟုတ်သွားအသွားတော့မသိလောနေတာလေဟိုရောက်သွားမှာဩကြာသွားပြီတော့အာ body နောက်တွေကတော့ပြန်ပို့အဲ့မှာကျွန်တော်တော်တော်စိတ်သက်ကြာသွားအဲ့တရင်သားကိုကတ်နေတဲ့အချိန်မှာနှစ်ယောက်ကြာတော့ခလေးတွေကလည်းသူ့ရမှာစိတ်မကောင်းဖြစ်ကြတော့ပဲဗျာဟုတ်ဒဏ်ရာတွေလည်းရကြတာဒဏ်ရာဆို၃ရက်လောက်လို့ရတယ်ဒဏ်ရာတွေလည်းရကြစိတ်သက်ကြာ ဆိုတော့ဆက်မသွားလို့လည်းမရဘူးလေဆက်မသွားလို့ရှင်ကြာပါတယ်ကောင်လေအသက်အဲ့မှာကျွန်တော်တို့ဝင်တော့အဲ့မှာကျွန်တော်တို့အဲ့လိုဖြစ်ပြီးတော့တိုက်ပင်တယ်လေကျွန်တော်ရဲဘော်တွေအကုန်ရှိတယ်ရဲဘော်တွေရဲဘော်တွေနဲ့လူကြီးပိုင်းတိုက်ပင်တယ်ပေါ့မင်းတို့ဘာသာဘာဆက်လုပ်ချင်လဲပေါ့ဆက်ကြုံမလားပေါ့ဆက်ဝင်မှာကျွန်တော်တို့ကရှင်းရှင်းလေးပဲကြုံမှာဆက်ပဲဝင်မယ်ရှင်းရှင်းကိုရဲဘော်နှစ်ယောက်ပေးပြီးဗျာဘာမှပြန်လှည့်တဲ့အကြောင်းမရှိဘူးဗျာသူကသူဘလောက်ပဲခက်ခဲခက်ခဲဗျာကျွန်တော်ရောက်ဝင်မယ်ရောက်သိမ့်မယ်ဘယ်တားဂက်လဲတားဂက်ပေးအဲ့တားဂက်ဒီရောက်သိမ့်မယ်ကျွန်တော်ဆက်ဝင်ပြီးတော့ အဲ့နေကျုံလာအဲ့နေတစ်ခေါက်ကျုံတယ်ကျုံပြီးတော့အဲ့ညကကျွန်တော်တို့ကပြန်လာတော့၁၂နာရီခွဲ၁နာရီလောက်ကျွန်တော်လင်းနေကျဲခံရတာကကျွန်တော်တို့ကကျွန်တော်တို့ပြန်ဆုတ်လာပြီးတော့နောက်မှခေါင်းတောင်ထိတ်လေးရှိတယ်ဗျာတကောင်နေရင်တော့နေနေနေမြည်သေးချင်းလားပါလားမြည်သူတို့တိုက်ရင်ဆိုကျွန်တော်တို့ဝင်လှော်ပြီးတော့မရလိုက်ဘူးဗျာအဲ့တစ်ခေါက်တူတော့မရဘူးပထမနေ့ကပထမနေ့ပါအဲ့အဲ့ဒီတော့မင်းမထိသေးဘူးမင်းကိုချမ်းတဲ့ဒီနေ့ကတော့ဘာဖြစ်သေးလဲဟုတ်လားသူဘာဖြစ်သေးလဲအဲ့ဒီတော့တူပဲ ဝင်ချသွားတာဝင်ချသွားတော့ပြက်ပေါင်းပေါင်းပြက်ဘာသာမှမကြောက်ဘူးကောနေอืมထွက်ကုန်မလားอืมတတိရှိရပါတော့အဲကောနေနောက်မှဘာလောက်လဲဆိုတော့ကျွန်တော်တို့တွေဘိုးကြီးကပြောတယ်ဒီဘက်ချမ်းမှာလည်းအဲ့တုန်းကလည်းတဝန်းကောင်မရဘူးတကုံတကုံကြံ့သွားတာအာဘိုးကြီးကပြောတယ်စစ်စင်ဟိုတာပြောင်းမပြန်ဆုတ်ကြတော့မလို့လေအနောက်မှာပဲသူလို့ဘိုးကြီးညှို့ကြတာပေါ့အနောက်သူတို့အနောက်မှာနေကျွန်တော်ဆက်နေအဲ့အနောက်ကုန်းမှာပဲသူတို့နောက်ကုန်းတက်တရင်နေဆိုမြင်နေရတယ်ဗျာอืม ကောင်းတယ်ချောင်းဆိုးတာစားတကောင်းတယ်အမှသူများအတင်းပြောတာစားအကုန်ကြားနေရတယ်ဗျာအဲ့အဲ့တော့စတိုင်ပါနဲ့မဆိုးဘူးလားစတိုင်ပါမရှိဘူးအော်မရှိဘူးအဲ့လောက်ဒီမပေါ်အေးအခုအိုက်ကမ်းပဲအခုကမ်းပဲအဲ့ဒါလည်းပါတယ်နော်ကဲဒါကတော့ဒီတော်လိုင်းရေဘော်တွေရေရင်ဖွင့်စကားတန်တွေဖြစ်ပါနော်ဒါကသူတို့ရဲ့အတွေ့အကြုံတွေဖြစ်ပါတယ်တကယ်ပဲဒီသေမင်းနဲ့လက်တကန်းလိုမှာဒီစစ်ခင်းရပွဲတွေဖြစ်ပါတယ်နော်အဲ့တော့ဒီလိုမျိုးတိုက်ပြီးအတွက်အနေနာခံတဲ့သူတွေရှိလို့ပဲကျွန်တော်တို့တော်လိုင်းရခုချင်းကြီးခီးဆက်နေတာဖြစ်ပါတယ်နော် โอเคဒီညအတွက်သတင်းတင်ဆက်မှုဗီဒီယိုလေးကဒီလောက်ပဲဖြစ်ပါတယ်အစားဆုံးကြည့်ပေးကြတယ်မြို့မပြည်သူရောက်စနေအထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချမ်းဖတ်မင်းအောင်လိုင်းစစ်ပေးငလင်ပေးဘေးရင်ပေါင်းစုံပါကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ